1980ပြည်နှစ်တက်ဆက်ပြည်နှစ်မှာပေါ့ရေသားသေးလေးတယောက်ဟာဆိုလို့ရှင်တော့ထူးဆန်းတဲ့အမျိုးသားတယောက်ကိုဖမ်းမိပြီးတော့မှသူ့စီရနေထူးဆန်းတဲ့ကရိယာတစ်ခုတိမ်ပက်လိုက်တာပဲဖြစ်ပါတယ်။ရှီရစ်ကိုဖုန်းဆက်ပြီးတော့မှအဲ့ဒါကိုအောက်ဆီဂျင်ဘူးတစ်မျိုးလို့တော့မှဖော်ပြလိုက်ပါသေးတယ်။ဖုန်းချကနေမှအားလုံးထိချုပ်ထားနိုင်ပါတယ်လို့ပြောလိုက်ပြီးတော့မှဒါဆိုလို့ရှင်တော့သူ့ရဲ့နောက်ဆုံးစကားတွေဖြစ်သွားခဲ့တယ်ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအကျဉ်းသားကအနောက်ကနေခိုးကြောင်ခိုးဝဲချင်းကလာခဲ့ပြီးတော့လက်ထိတ်နဲ့ရဲသားကိုအသက်ချုပ်လိုက်လို့ပါပြီးတော့အဲ့ဒီဘူးကိုယူပြီးတဲ့နောက်မှာရဲကောင်းကိုမောင်းထွက်သွားရပါတယ်ရဲကောင်းကတော့လူကျင်သူတယောက်အတွက်အကောင်းဆုံးရင်မဟုတ်တဲ့အတွက်ပဲသူကအဝေးပြေးလမ်းမပေါ်ကဂျာပန်ကားတစ်စီးကိုရွေးပြီးတော့မှရေမောင်းကိုကြောက်ကြောက်လက်လက်နဲ့ပဲနာခံစီဖို့ပြုလုပ်ခဲ့တာပါအဲ့ဒီအချိန်မှာမှအထူးဆန်းတဲ့ပစ္စည်းကအောက်ဆီဂျင်ဘူးလုံးဝမဟုတ်မှန်းကျွန်တော်တို့သိလိုက်ရပါတယ် အဲ့တော့မလမကဲမှာတော့လူဝဲလင်းမောင်းနဲ့တွေ့ပြီးတော့မှအရေးလိုဟာမစွန့်လို့တင်တဲ့အချိန်မှာတော့ဆက်ပြီးတော့မှတိုက်ပွဲဝင်တဲ့သူပါဒါကြောင့်မဲအမဲလိုက်တဲ့အရေးချင်းလုံးဝမရှိဘဲနဲ့တော့မှထက်ပြီးတော့အမဲလိုက်ထွက်လာခဲ့တာဖြစ်ပါတယ်သူရဲ့ကားစီကိုပြန်လျှောက်လာရင်လည်းဆွန့်ပြစ်ထားတဲ့ထရက်ကားတွေကိုတွေ့တဲ့အခါမှာဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေရာမှာဆူဆူရွရွဖြစ်ခဲ့တယ်ဆိုတာရှင်းနေပါတယ်အလောင်းနဲ့လက်ဝေးတွေပွားနေတာအသက်ရှင်ကျင်းရသူဆိုလို့ဒဏ်ရာအပြင်းထန်ရနေပြီးရေတောင်းနေတဲ့မက်ဆီကိုလူမျိုးတယောက်လည်းရှိပါတယ်မော်စကာသူကိုမကူညီနိုင်ဘူးလို့ပြောပြီးတော့တနက်ကိုပါယူပါတယ် ထရက်ကားရဲ့နောက်ဘက်မှာမူရီစီတွေပြင်းနေတာလည်းတွေ့ရပြီးဒါလုံးဝကိုအမောင်ရင်ဖြစ်သွားတဲ့အယောင်းဝယ်တစ်ခုပါပဲဒေဇုံတယောက်ကတော့အဲ့ဒီတိုင်ဝဲကိုအနိုင်ရခဲ့ပြီးတော့မော့စ်ကတော့အဲ့ဒီလိုအနီးနားမှာရှိနေသေးလားစစ်ဆေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်မမျောင်းနဲ့ကြည့်လိုက်တဲ့အခါမှာတော့အနီးဆုံးတပင်းရဲ့အောက်မှာချက်တော့ဒေဇုံကိုလှမ်းပြီးတော့မြင်လိုက်ရပါတယ်သူကမလုံမရှက်ညင်နေတဲ့အချိန်ကိုတေချာလေးရေတွေပြီးတော့ချင်းချောင်းမှုမရှိတော့မှပဲအနီးကပ်သွားခဲ့တာပါအဲ့နောက်အိတ်တလုံးထဲမှာဒေါ်လာ2တန်လောက်ရှိတဲ့ငွေသားတွေကိုတွေ့တော့ဒါကိုယူဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ညာဘက်ကိုရောက်တဲ့အခါမှာတော့သူဟာကားတန်းရန်နာရကိုရောက်လာခဲ့ပြီးတော့ခိုးလာတဲ့တန်းတန်းတလက်ကိုမော်တော်အင်းရဲ့အောင်မှာဖွက်ထားလိုက်ပါတယ်။ဇနီးဖြစ်သူခလာချင်းကတော့သူကြကြပြောက်နေတာကြောင့်စိတ်မချမ်းမသာဖြစ်နေပြီးမော့စ်ကတော့ပတ်စံရဲ့အကြောင်းအမှန်တိုင်းပြောပြလိုက်ပြီးမဲ့သူမှလုံးဝယုံမှာမဟုတ်ဘူးဆိုတာကိုတော့သူဟာသိနေခဲ့ပါတယ်။နိုင်ရီကြောင့်လို့မော့စ်အိယာထဲမှာအိနေတဲ့အချိန်ကံကောင်းနေပြီးမဲ့သူအေးဆက်စွာနဲ့လီလီယူရှူခဲ့တဲ့ရင်ငက်နေတဲ့မက်ဆီကအမျိုးသားရဲ့အကြောင်းတွေးနေတာကြောင့်နောင်တာစိတ်နဲ့ညင်ရွမ်းနေတာဒါနဲ့ပဲညတကောင်မှထားပြီးတော့မှရေတကားလမ်းဖြစ်ပြီးတော့တခုခုပြင်ဆင်ဖို့သွားမယ်လို့ပြောပြီးတော့ကလာချင်းကိုပြောပါတယ် အဲ့ဒီညကိုမောင်းသွားပြီမဲ့လေသူ့ရဲ့တငယ်ချင်းကရေကိုမလိုအပ်တော့ဘူးဆိုတာတွေးလိုက်ရပါတယ်။ပြန်ပြီးလှည့်လာတဲ့အခါမှာတော့ကာနာမှာဒုတိယထရက်ကာတစ်စီးရထားတာတွေ့ရပြီးပုံမှုစူးစမ်းပြီးမဲ့သူတို့ရဲ့ကားမှာမိရိကတောက်ပါနေပြီးတော့ဒီလိုအခြေအနေအတွက်ပြင်ဆင်ထားတဲ့ပုံစံမှာဒဇိန်တွေကသူ့ကိုထက်ခါတက်ခါပြစ်နေတော့သူဟာအသက်ရှင်မှုစူးစမ်းရပြီးပခုံးကိုထိမှန်သွားတာကြောင့်မြစ်ထဲကိုပြုတ်ကြပြီးတော့အများကြီးစူးစမ်းပြီးတစ်ဖက်ကန်းကိုကူးရရပါတယ်။ ပေပူးခွေးတဲ့ကောင်ကသူ့ရဲ့နောက်ကိုလိုက်နေသေးတဲ့ဆိုပေမဲ့ဒီတစ်ခါမှာတော့ပြင်းမက်ကလွဲဖို့အတွက်ခက်လောက်အောင်ကိုနီးနေပြီဖြစ်ပါတယ်။အဲ့ဒီတော်ဒီမှာပဲသပင်းပုံစံထူးဆန်းတဲ့အက်ဒွန်ဟာတက်စီဆိုင်မှာရောက်နေပြီးဆိုင်ဝင်ထဲကစကားအများလုံးပြီးတော့မေးတင်တာထက်ပုံမင်းနေတဲ့သူအဲ့ဒီလူကချင်းချောင်းမှုကိုလုံးဝမသိနိုင်တဲ့သူမျိုးအန်နိုရဲ့မကောင်းဆိုးဝါးဆန်တဲ့မျက်ချက်တွေကိုကြည့်ပြီးတော့မှစိတ်ရှုပ်ထွေးနေတဲ့ပုံမှာ ။လူသမားကဒီလိုထုပိန်းနဲ့သားကောင်ပေါ်မှာစိတ်မရှိတော့တာနဲ့အဲ့ဒီလူရဲ့ကံကြမ္မာကိုဒင်းကားတပြားနဲ့ဆုံးဖြတ်လိုက်တာကကံကောင်းထောက်မှစွာနဲ့ပဲအဲ့ဒါဟာဝန်ထမ်းရဲ့ကံကောင်းနေနေဖြစ်ခဲ့ပြီးကံကောင်းနဲ့လေးပုံတမုံနဲ့ဒင်းကားကိုတော့သူဟာတင်ထားခွင့်ရခဲ့ပါတယ်။အဲညမှာတော့မော့စကာသူ့ရဲ့အမားရဲ့ကြီးမားမှုကိုနောက်ဆုံးတော့နားလည်လာပြီးသူ့ရဲ့ဇနီးကိုသူမရဲ့မိခင်ရှိရာအိုဒက်ဆာမှာအချိန်ဖြုန်းခိုင်းပြီးတော့ဖြစ်နေတဲ့မြမြန်မြန်ဆုံးလိုက်လာမယ်လို့ကြေပေးပါဗျ။ဒီမှာဟာဘလောက်ပဲကြာကြာထွက်ပြေးနေရမှာလဲလို့မေးတဲ့အခါမှာမော့စကာတော့ ဒီပတ်သက်မျိုးကိုလူတယောက်ဟာဘလောက်ကြောင်ရှာမေးလို့ထင်လဲလို့ပြန်ပြီးမေးပါတယ်တဲကန်နယ်ထဲမှာလူနည်းဟာလုံချန်တက်ပြတ်သူကိုအခြေအနေရှင်းလင်းလို့နေပါတယ်။သူရဲ့နာမည်ကအန်ဒွန်ဖြစ်ပြီးတော့မှထူးဆန်းပေမဲ့လည်းမောင်းရင်တက်တဲ့နီလန်တွေကြောင့်ပဲနာမည်ကျော်ပါတယ်။မော့စထရာကားကိုစစ်ဆေးနေတဲ့ပျောက်ဆုံးနေတဲ့အေးရဲအကြောင်းကိုပြောပြလို့နေပါတယ်။ဂျီယာကန်ဂရီယာတက်ထားတယ်ဆိုပေမဲ့လည်းအချက်ပြမှုမပေါ်ပါဘူးတဲ့။အန်ဒွန်ကလိုအပ်တာတွေအကုန်လုံးရတဲ့အခါမှာမြေချင်းပေါ်မှာကျန်ခဲ့တဲ့ပစ္စတိုတလက်နဲ့သူ့ရဲ့အလုပ်ရှင်နှစ်ယောက်စလုံးကိုရှင်းပြလိုက်တာဖြစ်ပါတယ်။ မနက်ပိုင်းရောက်တဲ့အခါမှာတော့ရှေ့ရစ်ဘေကဇနီးဖြစ်သူလိုရတာစီကမြင်းစည်းငှားပြီးတော့မှဒုတိယရဲရရှိဝန်နေနဲ့အတူတူအန်တွန်ချန်နာခဲ့တဲ့ဖီအိုဖီရဲ့လမ်းကြောင်းကိုလိုက်ပြီးတော့စစ်တာဖြစ်ပါတယ်။မော်ဆက်ထရယ်ကောက်ကလည်းတွေ့ပြီးတော့မှရှေရီကတော့မှတ်မိနေပြီးမူးယစ်စီတွေပျောက်နေပြီးတော့ငွေပေးချေမှုကလည်းပျောက်ဆုံးသွားတယ်လို့ပဲတန်တရားရှိနေပါတယ်။မော်ဆက်အိမ်မှာအန်တွန်ဟာအဲ့ဒီထူးဆန်းတဲ့တနက်နဲ့တကောက်ကိုဖောက်ထွင်းပြစ်လိုက်ပြီးဇနီးမောင်နှံကတော့ထွက်သွားခဲ့ပါပြီ။ဒါပေမဲ့အိုဒက်ဆာကိုဖုန်းခေါ်ထားတဲ့ဘီလိုမျိုးတင်းလွန်စာတွေချန်နာခဲ့တာဖြစ်ပြီးဂါဒန်ဝင်းရဲ့မန်နေဂျာကတော့မော့စ်အလုပ်လုပ်တဲ့နေရာကိုပြောပြဖို့အတွက်ညှင်းဆန်ခဲ့ပါတယ်။ အန်တို့ကရေဆွဲတံကိုရန်ကုန်နီနီကဲကဲကြားလိုက်ရတော့မှသူမကိုတယောက်တည်းထားခဲ့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲတော့အဲ့ဒီမျိုးသမီးရဲ့အသက်ကိုအင်သာတစ်ခုကကယ်တင်ခဲ့တာပါ။မကြာခင်မှာတော့ရှေရူဘဲကလည်းရောက်လာခဲ့ပြီးတော့တောကလောင်အပြက်ကိုစစ်ဆေးနေတော့မှသူတို့ဖောက်ထင်းဝင်ရောက်တဲ့သူကိုလွတ်သွားတဲ့အကြောင်းဝန်နေဟာစိတ်ပြေစွာနဲ့ပြောနေပါတယ်။မော်စင်နောက်ကိုလိုက်နေတဲ့သူတွေကဘသူတွေလဲ။မော်စောတည်ရလားလို့အရာရှိတွေကတွေးပါတယ်။မော်စီယာကိုကျွန်တော်တို့သိပြီမယ်လေခလာချင်းကိုနှုတ်ဆက်တဲ့သူရဲ့ဇကားတွေအရာတော့ဘသူမှပြောနိုင်မှာမဟုတ်ပါဘူး။ तू ကစိတ်မပူနဲ့လို့ပြောပြီးတော့ခလာချင်းက ်ငယ်ရွယ်နဲ့အငိမ့်သားယူတော်မှာဖြစ်တာကြောင့်ပဲဂုံပြူတင်တယ်လို့တော့မှပြောခဲ့သေးတာပါသူကအယံမုန်းနဲ့ခလာချင်းရဲ့မိခင်ကမှနှုတ်ဆက်စကားပါပြောချပြီးတော့အဆင်ပြေမယ်လို့ကလေးပြုပြီးထွက်ခွာသွားခဲ့တာဖြစ်ပါတယ်ရီဂီမော်တာကတော့အသက်တောင်ဆုံးမော်ဒယ်ဖြစ်တာကြောင့်ပဲမော့စ်နဲ့အဆင်ပြေပါတယ်တငယ်ချင်းစီကကာငါဖို့တဲ့ဖုန်းခေါ်ပေးမယ်အပြေဆက်ပဲကြားရပြီးတော့အဲ့ဒီချိန်မှာအန်တွန်ကလည်းခလာချင်းနဲ့ မိခင်နဲ့ဖုံးပြောင်းနေတာကို Moss မသိခဲ့ပါဘူး Moss ရဲ့နာမည်ကသူမအတွက်စိတ်နေတဲ့နာမည်မဟုတ်တာကြောင့်ပဲ Anno ဟာသူ့ရဲ့ပြန်မဲ့ရဲ့နောက်တစ်ဆင့်ကိုခံမှန်းမိခဲ့တာဖြစ်ပါတယ် Moss ကပတ်စံအိတ်ကိုလေပြုံထဲကိုဖွက်ထားခဲ့တာဖြစ်ပြီးဖက်နဲ့တရံဝယ်ဖို့အတွက်ငွေတချို့ယူခဲ့ပါတယ်ပြန်လာတော့ Regen Motor မှာရပ်ထားတဲ့ Tracker တစ်စီးက တန်ရားဖြစ်စရာကောင်းနေပြီသူဟာတခြားမူတယ်မအိပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရဲစခန်းမှာဝန်တွေကဖက်ဒရယ်အစိုးရအရာရှိတွေရောက်လာပြီဖြစ်တဲ့ကြောင်းရှယ်ရစ်ကိုပြောပါတယ်။သူကအဝေးပြေးလမ်းမပေါ်ကအလောင်းဟာဝင်ပေါက်ရာရှိပြီးမှကြီးစံမတွေ့တော့လဲထူးဆန်းစွာနဲ့ပြောပြပါတယ်။ရှယ်ရစ်ဘက်ကတော့လုံးဝအတိပဲမရှိဘူးတဲ့။တနက်ရှင်နဲ့စကန်ချာပြည်စည်းတချို့ဝယ်ပြီးတဲ့နောက်မှာတော့ရီဂယ်မိုနာကိုပြန်လာပြီးအခန်းပေါ်တခန်းတောင်းပါတယ် လေပြုံနေမြောက်ဝေတုံးဆဲထားတာကြောင့်မူလအခန်းမတန်းငယ်အခန်းကိုသူကယူခဲ့ရပါတယ်။စကန်ချပစ္စည်းတွေကိုသူ့ရဲ့ DIY ကျွမ်းကျင်မှုနဲ့ငါးများတဲ့အဖြစ်ပြောင်းလဲခဲ့ပြီးတော့မှတချိန်ထဲမှာပဲအန်တိုဟာချီယာခန်ကိရိယာတွေကိုခီးတဲ့ထိုင်ကုန်ပေါ်မှာတင်ပြီး ်တွားနေခဲ့ပြီးဖြစ်ပါတယ်။လက်ကံကရိယာကတော့အတန်မီလာခဲ့ပြီးတော့ reading monitor ကိုတက်တက်ရောက်ရှိလို့လာခဲ့ပါတယ်။တကားတိုင်းကိုလည်းဖြည်းဖြည်းချင်းမောင်းသွားရင်းနဲ့အတန်မြန်နှုံးပုံကမူတည်ပြီးတော့ပတ်စံရှိတဲ့နေရာကိုသူဟာသိနေပါတယ်။သူကဘေးကျင်းကအခန်းကိုဝင်ဆင်ပြီးတော့ဖနက်ချုပ်ကအင်းဒီချင်းစီကိုခြေပြားထောက်သွားခဲ့ပါတယ်။အန်အောကြာကောင်းတာကတော့အခန်းထဲမှာ mouse ကိုဂျုံကိုတက်ခဲ့ဖို့တဲ့အသင့်ပြင်ဆင်ထားတဲ့ mexican ၃ယောက်ရှိနေတာပဲဖြစ်ပါတယ်။ အန်တုံကသူတို့ကိုအကုန်လုံးရှင်းပြလိုက်ပြီးတော့ဒါပေမဲ့မော့စကာတော့သူ့ရဲ့သူလုဂရီယာနဲ့စာရေးကိုပြန်ပြီးတော့ထုံနေတဲ့အချိန်မှာတနက်တန်လေးကိုကြားလိုက်ရပါတယ်အန်တုံကအခန်းကိုရှာပြီးတော့လေပြင်းကိုတွေ့တဲ့အခါမှာဘာဖြစ်ခဲ့တယ်ဆိုတာချက်ချင်းသိပေမဲ့မော့စကာတော့နောက်မြို့ကိုကားယုံစီးပြီးတော့မှလမ်းမောက်ကိုရောက်နေခဲ့ပါပြီနောက်နေ့မှာ LS မြို့မှာစီးပွားရေးသမားတယောက်ကကြေးစားလိုက်လံရှောက်ပွေးတဲ့သူခါဆန်ဝင်းနဲ့စကားပြောနေပြီးငွေအများများပျောက်ဆုံးသွားတဲ့ကိစ္စဖြစ်ပြီးတော့အန်တုံချီကရဲ့နာမည်ပါဝင်နေပါတယ် ဝဲကအန်နုကိုတည်သူနေပါတဲ့အထင်းမှာပါပြီးတော့မှသူ့ကိုအန်ရည်ရှိတဲ့စေမနန်သူလို့ဖော်ပြခဲ့ပါတယ်။ဒါမှမဟုတ်လေဒီလိုမှဂိုင်းတွေဖြည့်ရှင်းလို့မရတာမဟုတ်ဘူးလို့လည်းဆိုပါတယ်။အဲ့ဒါနဲ့ပဲဝဲကိုငားရမ်းလိုက်တာပါ။အေဂေဖတ်ဆိုတယ်မှာတော့မော်စကာအခန်းယူပြီးတဲ့နောက်မှာရောက်လာနိုင်တဲ့အရေးအောင်ရှိတဲ့အဲဒီဘီကိုစောင့်ကြည့်ဖို့တဲ့စည်ရည်ကိုလည်းပတ်စံပို့ပြီးတော့ပေးခဲ့ပါတယ်။မော်စကာမအိနေမင်းနဲ့အနေအောင်တတာကိုစစ်စစ်ရင်းနဲ့ချီယာခန်ကူရီယာကိုတွေ့လိုက်ရပါတယ်။ဇင်းညံကထိုးစမ်းတဲ့အတန်းတွေကြားရပြီးတဲ့နောက်မှာရှေ့စပွဲကစည်ရည်ဟာဖုံးမဖြေတော့ပါဘူး။မော်စကာတနက်ရှိကိုဆွဲပြီးတော့မိဘိတ်ကစောင့်နေပါတယ်။ အလိုလျောက်မိနေကပွင့်လိုက်ပေးတဲ့ဖြစ်နေပြီးတော့မှတကားအောက်ကနေဒဇုံတယောက်ရဲ့အရေးပေါ်လာခဲ့ပါတယ်တော့ကလောက်မို့တို့ခင်ရပြီးတော့မော့စ်ရဲ့ဘိုက်ကိုလည်းထိမှန်သွားခဲ့ပါတယ်မော့စ်ကကျူးကျော်သူကိုပြစ်ခဲ့ပြီးတဲ့နောက်မှာအိတ်ကိုမလွတ်ဘဲနဲ့ပြတင်းမော့ကနေခုံချခဲ့ပြီးသူဖြစ်သွားတဲ့ထရက်ကာတစ်စီးကိုတားပြီးတော့မှဝင်လိုက်ပါတယ် ရင်မောင်းကအင်ဂျင်ဆတာနဲ့ပဲတပိုင်းတည်းမှာအန်တိုနီရဲ့ပြစ်ခတ်မှုကိုခံရပြီးမော့စ်ကထိုင်ကုန်ကနေဘိန်းကိုကန်ပြီးတော့မှမောင်းရပြီးတော့ကားတိုင်းမှုဖြစ်သွားခဲ့တာပါသူကကားရဲ့နောက်မှာပုံနေနေပဲစိုးစံပြင်းပေါက်ကနေအရေးကိုမြင်လိုက်ရတဲ့အတွက်အန်တိုရောက်လာတဲ့အခါမှာအရင်ပြစ်ခတ်နိုင်တဲ့အသားကြီးကိုရာခဲ့ပါတယ်အန်တိုကလွတ်သွားခဲ့တဲ့ဆိုပေမဲ့လည်းသူဒဏ်ရာရသွားတာကိုမော့စ်မြင်ခဲ့ရပါတယ်မော့စ်ကအချိန်ဟောင်းတိုင်းပဲသူ့ရဲ့ပြင်မဲ့တဲ့နက်ကိုယူပြီးတော့ ရှီဂိုဂရန်တရားကိုဖျက်ချော်ပြီးတော့မောင်းထွက်လို့သွားခဲ့ပါတယ်။ကလင်ငယ်တယောက်ကိုသူ့ရဲ့ဂျာကင်အင်ဂျီအတွက်ဒေါ်လာ900ကမ်းလှမ်းပြီးတဲ့နောက်မှာကလီးရဲ့ဘီယောက်ကိုပါတောင်းခဲ့ပါသေးတယ်။ပတ်စံတွေကိုဖွက်ပြီးတဲ့နောက်မှာတော့အရင်မှုနေတဲ့မက်ဆီကန်တယောက်အဖြစ်ဟန်ဆောင်ခဲ့ပြီးနေဆက်ကိုဖျက်ချော်မှာဖြစ်ပါတယ်။မော့စကိုစီးရုံကိုခေါ်ဆောင်သွားတဲ့ဒီမှာအန်နွန်ကတော့လိုအပ်တဲ့ပစ္စည်းတွေကိုရဖို့တဲ့စစ်တမ်းအပြင်မှာကားတစ်စီးကိုဖောက်ခွဲပြီးတော့ပညာရှင်တယောက်လိုကိုယ်တိုင်ချိုယိုးချုပ်ခဲ့ပါတယ်။ရေစကက်မှာရှီရီဘေးကအမှုအဂရိတ်ကိုမေးတဲ့အခါမှာပေါဝင်ပတ်သက်တဲ့ယင်းဒီအားလုံးကစေစုနဲ့များစွာကလေးကတည်ဆုံသွားတဲ့သူတွေရဲ့နာမည်နဲ့ မှတ်ပုံနေထားတဲ့အကြောင်းလည်းသိရပါဗျ။ခါဇန်ဝဲကတော့ဆေးရုံမှာမော်စကိုပြည်မှာအုံဆုံးလာတွေ့တဲ့သူဖြစ်ပြီးပတ်စံအကြောင်းအကုန်လုံးကိုသိတဲ့အကြောင်းရှင်းရှင်းလင်းလင်းပဲပြောပြပါဗျ။အန်နိုနဲ့တွေ့ဆုံပြီးတော့အသက်ရှင်ကျင်ရင်လို့အထင်ကြီးတယ်လို့သူကဆိုနေပြီးဒါပေမဲ့မော်စကတော့ငွေကိုလက်ရှုပ်မှာမဟုတ်ဘူးလို့ညင်းဆန်ပါတယ်။အနုံကတော့ပိုတက်ဆာမှာရှိနေတဲ့အကြောင်းဝက်စ်ကပြောတဲ့အခါမှာမော်စကတော့နည်းနည်းပါးပါးစိုးရိမ်မိမိမကြခင်မှာပဲအနုံကသာသူ့ကိုကြောက်တဲ့နေအကြောင်းရဲရင်စွာနဲ့ပြန်ပြီးတော့ပြောခဲ့ပါတယ်တကယ်တော့အိုတက်ဆာမှာရှိနေတာကရှစ်ရစ်ပဲပါ သူကခလာချင်းနဲ့တွေ့ပြီးတဲ့နောက်မှာမော့စ်အနေရှိတဲ့အကြောင်းရုံအောင်ကြိုးစားခဲ့ပါတယ်။ဒီကအဲ့ဒီထူးဆန်းတဲ့ဘူဟာတကယ်တော့ကျဲနွားတက်ရမှာတုံးနဲ့ကပတီပေါ်ပစ်စတိုဖြစ်တဲ့အကြောင်းဒါကြောင့်ကြီးစံမချန်ထားနိုင်တာကိုမတော်တဆသိလိုက်ရတာဖြစ်ပါတယ်။ခါဇံဝဲနေဆက်တကားကိုဖျက်ချော်ပြီးတဲ့နောက်မှာဒစိတပိုင်းဖွက်ထားတဲ့ဇာတ်ကိုတွေ့လိုက်ရပြီးဟိုတယ်ပြင်ရုံးတဲ့အခါမှာတော့လှေကားပေါ်ကတက်လာတဲ့တငယ်ချင်းဟောင်းအန်တွန်ရောက်နေတာသူခံစားမိလိုက်ပါတယ်။ အနုငါဝဲခန်းထဲမှာအလွယ်တကူဝင်ခဲ့ပြီးဝဲကလက်ထိုးဖို့ကြိုးစားပေမဲ့အချင်းကြီးပဲဖြစ်ခဲ့ပါတယ်။မော့စကကာဆန်ကိုဖုန်းခေါ်တဲ့အခါမှာသူဟာတည်ဆုံးနေပြီဖြစ်ပြီးတော့ဖုန်းကိုကောက်ခံနေတဲ့သူကအန်တွန်ဖြစ်နေပါတယ်။မော်ဒီကနေအသက်ရှင်မှာမဟုတ်တာကိုတည်ထားတဲ့အတိုင်းပါပဲ။ဖက်ဆန်စာကာလာချင်းရဲ့အသက်ကိုသာလဲလှယ်လို့ရနိုင်တဲ့ကြောင်းအန်တွန်ကပြောပါတယ်။မော့ဟာချက်ချင်းပဲစီယုံကထွက်ပြေးပြီးတော့ဘီယန်နယ်မှာစစ်မှုထမ်းခဲ့လို့သာနေဆက်ကိုဖျက်ချော်နိုင်ခဲ့တာပါ။သူကဇနီးကိုဖုန်းခေါ်ပြီးတော့ အဘယ်ဆုံးမှရှိတဲ့ Desert Sand Mode မှာတွေ့ဆုံမှုတဲ့စီစဉ်ခဲ့တာဖြစ်ပြီးငွေပေးပြီးတော့လေယာဉ်ပေါ်ကိုတင်ကာအန်တွန်ကိုလိုက်ရှာဖို့တဲ့သူရဲ့အားနည်းချက်ကိုရှင်းပြဖို့ရည်ရွယ်ခဲ့တာပါခလာချင်းကတော့သူရဲ့မိခင်အန်ရရှိလာလို့မိတဲ့အခါမှာ Moss ကကိတာနာပြီးတော့အေးစီပါအဆင်ပြေမှာပါလို့ပြောခဲ့ပါတယ် Alexmin ဝအန်တွန်ဟာရုံးဆောင်မှာရှင်းနေခဲ့ပြီးတော့အလုပ်ရှင်နဲ့သူရဲ့ပြဿနာကအလုပ်တခုတည်းအတွက်လူများစွာကိုငှားရမ်းခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မဲမက်ဆီကန်နီဟာ Rigel Motor အခန်းကိုရှာနေခဲ့တာဖြစ်ပါတယ် အခုကမှတော့မစီကန်၃ယောက်ကားနဲ့ခလာချင်းရဲ့နောက်ကိုလက်ညောင်ကိုတွေ့ရပြီးတော့ခလာချင်းရဲ့မိခင်ဟာသူ့ရဲ့တမဲကြောင့်ပဲခံနေရတာတွေကိုဒေါသနဲ့ထွက်နေပါတယ်။မစီကန်တွေကတယောက်ကိုခေးဆောင်အိတ်ကိုကူညီဖို့အတွက်ကမ်းလှမ်းတဲ့အခါမှာမိခင်ပြည်သူကဝမ်းသာအားရနဲ့တမိနဲ့သူတို့ရဲ့ခေးပန်းတဲ့အကြောင်းကိုအချက်လက်မကျန်ပြောပြလိုက်တာပါပဲ။ခလာချင်းကတော့ရှီရီဘဲနဲ့ဖုံးပြောနေပြီးသူ့အမောအတွက်စိုးရိမ်နေမိတဲ့ဒုက္ခပြေဖို့မလိုလားပါဘူး။ ဘဲကကုညီဖို့ပဲခရီးပြေးတဲ့အခါမှာသူမဟာခင်မွန်းရှိမဲ့နေရာကိုပြောပြလိုက်ပါတယ်။ရှီရစ်မော်ဒယ်ကိုရောက်လာတဲ့အခါမှာနောက်ကျနေပြီပဲဖြစ်ပါတယ်။အော်တန်ဟစ်တန်နေစတင်နေတဲ့အချိန်မှာအလင်းစလိုထွက်ခွာသွားတဲ့မက်ဆီကန်အုပ်စုကိုသာတွေ့မြင်ခဲ့ရပြီးမော်စကာတော့အသက်မင်းစွာနဲ့ချန်ပီယံမှာလဲကြလိုနေပါတယ်။သူကတဝူရီတော့တည်ဆုံသူမဟုတ်ပါဘူး။ကလာချင်းညဘက်ကိုရောက်လာပြီးဖြစ်ပြခဲ့တဲ့အမှန်တရားကိုခံမှန်းမိကချက်ကြီးတင်ငွေငိုကြွေးခဲ့ပါတယ်။ ဘေးကရာဇဝတ်မှုဖြစ်သွားတဲ့နေရာကိုနောက်မှပြန်သွားပြီမဲ့အန်တိုနီနည်းနည်းလေးပဲလွဲခဲ့တာဖြစ်ပါတယ်။ပတ်စံတွေကပျောက်ကွယ်နေပြီဖြစ်ပြီးတော့ရှရစ်ဘေးကသူ့ရဲ့ဦးလေးစီကိုတွားရောက်ပြီးလူ့ဖွဲ့စည်းရဲ့အကြောင်းရင်ဖွင့်ပါတယ်။ဒူတာကိုဆက်ပြီးတော့မခံနိုင်တော့ဘူး။အဲ့ဒါနဲ့ပဲအငင်းသားယူဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတဟာလူအိုအတွက်အဲ့ဒီဒေတာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အချိန်ချင်းကကြာပြီးတဲ့နောက်မှာတော့ကာလာချင်းဟာသူ့ရဲ့မိခင်ကိုလည်းဆုံးရှုံးခဲ့ရပြီးဒီကမှာတော့တဘာဝလေးရောက်အကြောင်းတွေကြောင့်တေးတာပါ။သူမအိမ်ရောက်တဲ့အခါမှာအန်တိုကသူ့ကိုစောင့်နေပါတယ်။ သူမဟာသိပ်ပြီးတော့အံဩပုံတော့မရပါဘူးဒါပေမဲ့ပတ်စံသူမမှမရှိတဲ့အကြောင်းတစ္ဆာဆိုပါတယ်မိခင်ဇာပနာဇေယတော်မှမနေ့ကိုပေးခဲ့ရတာပါအံတော်ကသူမစီကသူ့လိုချင်တာမရှိဘူးသူမကလည်းသူ့အတွက်ချင်းချောင်းမှုမဟုတ်ဘူးဆိုတာကိုသိခဲ့ရပါတယ်သူရောက်လာတဲ့အခါမော်စကိုသူမရဲ့နောက်ကိုလိုက်မဲလို့ခရီးပေးခဲ့လို့ပါပဲအဲ့ဒီဂရီကိုဆောင်းထင်းရမှာမလို့ဖြစ်ပြီးဒီလူဟာအလောက်ထိယူသွနေတာသူကဒင်္ဂါများဖြစ်ပြီးတော့ဆုံးဖြတ်တာအကောင်းဆုံးနီးလဲမဲလို့လည်းပြောပါတယ် ဒါမှလည်းကာလာချင်းကတော့ဒါဟာသူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက်ကံကြမ္မာကိုအပြစ်ပုံချဖို့လေစားမှုပဲဆိုပြီးတော့မှမခေါ်မင်းနဲ့ငင်းဆန်နေခဲ့တာဖြစ်ပါတယ်။အန်နွန်ကအဲ့ဒီစကားကိုအကျဉ်းများစွာကြားဖို့တဲ့အတိုင်းမှာပဲမျက်လုံးတွေလှမ်းပြခဲ့ပါတယ်။သူအိမ်ကနေထွက်သွားတဲ့အခါမှာသူ့ရဲ့ဖက်နက်တွေကိုစစ်ဆေးဖို့အတွက်ခေတ္တရှက်လိုက်ပြီးအဲ့ဒါဟာဒင်ကားပြဟာကာလာချင်းဘက်ကိုမကြောက်ရောက်ခဲ့ဘူးဆိုတော့ကိုဖော်ပြနေတာပါ။ အဲ့ဒီဖြစ်ဖြစ်ဒီပြီးတာနေပဲချက်ချင်းပဲအန်နိုဟာကားတိုင်းမှုဖြစ်ခဲ့ပြီးအသက်ရှင်ခဲ့ပါတယ်ရဲတွေရောက်လာတဲ့ခါမှာတိတိစိစိနေဖို့အတွက်လူငယ်လေးတယောက်ရဲ့အင်ဂျင်စာတစ်စားအတွက်ငွေပေးခဲ့ပါတယ်ပြီးတော့သူကထရက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲဗျာအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ